Reports are coming in from around the globe. We interrupt this broadcast for an urgent worldwide alert. Multiple nations have just declared war. ကျွန်တော် AI နဲ့ဖန်တီးထားတဲ့ဗီဒီယိုတစ်ပုဒ်ပဲအခုကျွန်တော်ကြားသိနေတဲ့ကမ္ဘာရဲ့နေရာအနှံ့မှာဖြစ်ပျက်နေကြတဲ့ဒီအဖြစ်အပျက်တွေဒါတိုင်းငံနဲ့တိုင်းငံစစ်ဖြစ်နေကြတာတွေ နော်ပဋိပက္ခတွေဖြစ်နေကြတာတွေအင်အားကြီးတဲ့လက်နက်တွေနဲ့တိုက်ခိုက်နေကြတာတွေကကျွန်တော်တို့တတိယကဘာစစ်ကို ဖြစ်လာနိုင်မလားတတိယကဘာစစ်ကိုအစပြိုးနိုင်မလားဆိုတာကိုလူတိုင်းဒီပါတော့သိချင်ကြလိမ့်မယ်ထင်တယ်ပြီးတော့ကျွန်တော်တို့ဒီတတိယကဘာစစ်တာဖြစ်လာပြီဆိုရင်လည်းမြန်မာနိုင်ငံမြန်မာလူမျိုးတွေအတွက်ဒါအကောင့်တစ်ခုမှမရှိတော့ဘူးဒီထက်ဒီထက်အများကြီးဆိုးလာနိုင်ခြေရှိတဲ့အတွက်ကြောင့်မလို့ ဒီဗီဒီယိုကိုလောက်ထားတာဖြစ်ပါတယ်အရင်ဆုံးပြောပြချင်တာကကျွန်တော်ကကမ္ဘာအရေးနိုင်ငံရေးနဲ့ပတ်သက်ပြီးတော့ကျွမ်းကျင်တဲ့သူမဟုတ်ဘူးကျွန်တော်တာမန်မြန်မာလူမျိုးတယောက်အနေနဲ့ဒီကမ္ဘာပေါ်မှာဘာဖြစ်နေတာလဲမြန်မာနိုင်ငံမှာဘာဖြစ်နေတာလဲဆိုတာကိုမျက်ခြေမပြတ်ချင်လို့ပြီးတော့တတိယကမ္ဘာစီဖြစ်လာနိုင်မလားဆိုတဲ့ဒီမေးခွန်းတွေကကျွန်တော်ကောင်းထဲမှာရှိလာတဲ့အတွက်ကြောင့်မလို့ကျွန်တော်က internet website ပေါင်း100ကျော်ကိုလေ့လာပြီးတော့ဒီဗီဒီယိုကိုလောက်ထားပြတာဖြစ်ပါတယ် တော့ဒီဗီဒီယိုမှာပြောမယ့်အကြောင်းအရာတွေက7မိနစ်လောက်တော့မကြာပါဘူးဒါပေမဲ့ဒီ7မိနစ်စာပြောဖို့အတွက်ကိုကျွန်တော် website ပေါင်း100ကျော်ကိုတွားပြီးတော့ဖတ်ရှုလေ့လာခဲ့ရတာပေါ့နော်အဲ့တော့ကျွန်တော်တတရားကဘာစစ်ဖြစ်လာပြီဆိုရင်ကျွန်တော်တို့ကဒီမြန်မာနိုင်ငံပေါ်ဘယ်လိုတက်ရောက်မလဲမြန်မာလူမျိုးတွေနဲ့ဘယ်လိုတက်ရောက်မလဲဆိုတာလည်းရှိတယ်အဲ့တော့ကျွန်တော်1930ခုနှစ်လောက်တုန်းကဒီလိုမျိုးအခုလက်ရှိဖြစ်နေတဲ့အခင်းချင်းတွေက တွားပြီးတော့တူနေတာတွေ့ရတယ်ပေါ့နော်ဒီပထမကမ္ဘာစစ်က1914ကနေ1918အတွင်းမှာဖြစ်ခဲ့တယ်ပြီးရင်ဒုတိယကမ္ဘာစစ်ကဒီ1930အကျော်1936ကနေ1945ခုနှစ်အတွင်းမှာဒီဒုတိယကမ္ဘာစစ်ဖြစ်ခဲ့တယ်အဲ့တော့ပထမကမ္ဘာစစ်ကောဒုတိယကမ္ဘာစစ်ကောကလူတန်းပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပြီးတော့စီးပွားရေးပြတ်ကပ်ကြီးတွေနဲ့လည်းကြုံခဲ့ရတယ် လက်ရှိမှာတတရကဘာစစ်ကိုဖြစ်နိုင်စေတဲ့အကြောင်းရင်းတွေရှိတယ်။အဲ့ဒါတွေကဘာတွေလဲဆိုတော့ဒီအခုလက်ရှိမှာအင်အားကြီးနိုင်ငံတွေကဒီတနိုင်ငံနဲ့တနိုင်ငံကအပြိုင်ဆိုင်တွေများလာတာပေါ့နော်။လက်နက်တွေအားဖြင့်လည်းအပြိုင်ဆိုင်တွေများလာတယ်။ဒီ1930ဝန်းကျင်တုန်းကအဖြစ်ပြက်တွေနဲ့တွားပြီးတော့ဆင်တူနေရတယ်တွေ့ရတယ်။အဲ့ဒီဒုတိယကဘာစစ်မဖြစ်ခင်တုန်းကဒီအမေရိကတို့အီတလီတို့ဂျပန်တို့တို့တွေကတဖက်ပြီးရင်မအာမိတ်မဟာမိတ်စစ်အုပ်စုတွေကတဖက် ဒုတိယကမ္ဘာစစ်တော်ဖြစ်နေကြတာပေါ့နော်အခုခေတ်မှာဆိုရင်တော့ဒီရုရှားတို့တရုတ်တို့အီရန်တို့မြောက်ကိုရီးယားတို့တူတူကဒီအာဏာရှင်နိုင်ငံတွေတစုတည်းဖြစ်နေပြီးတော့လက်ရှိနိုင်ငံတကာစနစ်ကိုတွားပြီးတော့စိန်ခေါ်နေတာရှိရဲ့ပြီးရင်စီးပွားရေးလည်းမတည်ငြိမ်ဘူးဒီ1930ဝန်းကျင်တုန်းကကမ္ဘာစီးပွားပြက်ကက်ကြီးဖြစ်နေခဲ့တယ်ပေါ့เนาะအဲ့တော့အခုခေတ်မှာလည်းဒီကိုဗစ်ကပ်ရောဂါအလွန်မှာစီးပွားရေးကတော်တော်လေးကိုယိုင်နေနေတယ်လို့ပြောလို့ရမယ်ပြီးရင်ဒီငွေကြေးဖောင်းပွားမှုတွေကလည်းတော်တော်လေးပြင်းထန်လာတယ်ပြီးရင် ဒီကုံတွယ်ရေးစစ်ပွဲတွေကလည်းတော်တော်လေးဆိုးဆိုးဟာဖြစ်လာတယ်ပေါ့နော်နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ဆိုရင်လည်းဒီဒုတိယကမ္ဘာစစ်မဖြစ်ခင်တုန်းကတော်တော်လေးကိုအားနည်းနေတဲ့အထက်မှာပါတယ်ဒီနေ့ခေတ်မှာလည်းဒီနိုင်ငံတကာအဖွဲ့အစည်းတွေကပါဝါနည်းတယ်လို့ပြောရမှာပေါ့နော်အခုဖြစ်နေတဲ့အကြောင်းအရာတွေကိုတို့တို့ကဒီ UN ကနေပြီးတော့ထိချုပ်နိုင်စွာမရှိနိုင်ဘူးဥရောပဖက်မှာဆိုရင်လည်းဒီရုရှားနဲ့နေတို့ကြမှာတွားပြီးတော့ဒါရင်ဆိုင်နေကြတာတွေပဋိပက္ခဖြစ်နေကြတာတွေရှိတယ်ဒီအရှိအလဲပိုင်းမှာဆိုရင်လည်းဒီ Israel နဲ့ UN ကြားမှာဒီစစ်ပွဲတွေဖြစ်ပြီးတော့အမေရိကန် ပါဝင်လာနိုင်တဲ့အခြေအနေရှိရလို့တချို့တွေကတုံ့တက်ကြတယ်။ဒီ Indo-Pacific မှာဆိုရင်လည်းဒီတရုတ်နိုင်ငံကနေပြီးတော့ထိုင်ဝမ်ကိုဝင်ပြီးတော့တိမ်ပိုက်ချင်တယ်လို့ဖြစ်နေတယ်။ပြီးအမေရိကန်ကဒါကိုလည်းကြားပြတ်ပြီးတော့ဒါရိုက်ထိတွေ့နိုင်ခြင်းလည်းရှိနေတယ်လို့ပြောကြတယ်။အဲ့တော့ဒီ ਆ တွေကဒီတတရကဘာစစ်ကိုဖြစ်လာနိုင်ခြင်းရှိတဲ့အကြောင်းရင်းတွေပေါ့။အဲ့တော့ဒီတတရကဘာစစ်ဖြစ်နိုင်ခြင်းကိုလည်းကန့်တတ်နေတဲ့တခြားအကြောင်းရင်းတွေလည်းရှိတယ်ပေါ့နော်။တနည်းအားဖြင့်ဒီစစ်မဖြစ်အောင်တခြားဖက်ကနေပြီးတော့တခြားအကြောင်းအရာတွေလည်းရှိနေသေးတယ်။အဲ့ဒါက ဒီ MAD လို့ခေါ်တဲ့ mutually assured destruction လို့ခေါ်တယ်အဲ့ဒါ nuclear hunter လာဘာလဲဆိုတော့ဒီ nuclear ပိုင်ဆိုင်တဲ့နိုင်ငံတွေကဒီစတင်တိုက်ခိုက်လိုက်ပြဆိုတာ ਨੇ တခြားခံရတဲ့နိုင်ငံလိုပဲသူဖက်ကလည်းပျက်စီးဆုံးရှုံးမှုတွေရှိလာစေမယ်လို့အလုံးကသဘောတူထားတာရှိတယ်ပြီးရင် nuclear ပိုင်ဆိုင်တဲ့နိုင်ငံတွေကြားမှာလည်းဒီ MAD ကဒါငြင်းချင်းရဲ့အုံမြင့်အနေနဲ့ရှိနေတယ်ဒီစစ်အေးခက်မှာဆိုရင်လည်း American Soviets ကလည်းဒီ ဒီ MAD ကပဲတားဆီးရမျိုးတွေရှိရပေါ့နော်အဲ့ဒါကြောင့်မလို့ဒီပြฏิပက္ခတွေကအရန်မစိုးဝါအောင်အဖွဲ့ဝင်အားလုံးကတတိထားနေကြတာရှိတယ်ပြီးရင်နိုင်ငံတကာနိုင်ငံတကာနိုင်ငံကလည်းဒီစီးပွားရေးအရာအပြန်အလှန်မီခိုနေကြတာရှိတယ်ပေါ့နော်အဲ့တော့စစ်ပွဲဖြစ်တဲ့အခါကျရင်ဒီတနိုင်ငံတကာနိုင်ငံထောက်ပံ့ရေးကွင်းဆက်ပြိုကွဲသွားပြီးတော့ဗန်နိုင်ရေးပြောင်းလဲမှုတွေဗန်ဒါရေးပြိုလဲမှုတွေဖြစ်သွားမှာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီပြည်ပကောက်ကိုရှောင်ချင်နေကြတဲ့နိုင်ငံတွေလည်းအများကြီးရှိတယ်ဒီတမိုင်းမှာလည်းတင်ကန်းစားတွေအများကြီးရတဲ့အတွက်ကြောင့်မလို့နိုင်ငံခေါင်းဆောင်တွေကိုယ်တိုင်ကလည်း ထမကဘာစီဒုတိယကဘာစီရဲ့စိုးကျိုးတွေကိုတင်ကန်းစာယူပြီးတော့အခုတတိယကဘာစီမဖြစ်အောင်ကြိုးပမ်းနေကြတာတွေလည်းအများကြီးရှိရယ်အဲ့တော့တင်းမှမူလျှော့ချနေကြတာတွေလည်းရှိရယ်ပေါ့နော်ပြီးရင်နိုင်ငံရေးစနစ်ကဓာတ်ပေါင်းစုံပါတယ်ပေါ့နော် multipolarity ပေါ့နော်ကျွန်တော်တို့ဒုတိယကဘာစီတောင်းလို့မျိုးမဟာမိတ်ကတစ်ဖက်ဝင်ရုံးစွန်းတန်းနိုင်ငံတွေကတစ်ဖက်ဆိုပြီးတော့နှစ်စုကွဲနေတာမျိုးမရှိဘဲနဲ့အခုခေတ်ခါကျတော့ဒီအုပ်စုကအဲ့လိုမျိုးပြပြတတနှစ်စုကွဲနေတာမဟုတ်ဘဲနဲ့တနိုင်ငံတစ်နိုင်ငံကချိတ်ဆက်မှုရှိနေတယ်ဆက်ဆက်မှုတွေအများကြီးရှိနေတယ်ပေါ့နော် ဲ့တော့ဟိုဖွဲ့စည်းပုံတွေကရှုပ်ထွေးတယ်ပို့ပြီးတော့ရှုပ်ထွေးနေအဲ့တော့ကဘာတကဘာလုံးဆိုင်ရာစစ်တစ်ဖက်နဲ့တစ်ဖက်လုံးဝရန်သူကြီးဖြစ်ဖို့ဆိုတာက ပုံမူပြီးတော့ခက်ခဲနေတာမျိုးတွေရှိတယ်လို့ပြောကြတယ်။ပြီးအင်အားကြီးနိုင်ငံတချို့ခါကြတော့လည်းဒီစွမ်းဆောင်ရည်ကန့်တက်ချက်တွေရှိတယ်။ရုရှားရဲ့စွမ်းဆောင်ရည်ကလည်းကန့်တက်ချက်တွေရှိတယ်။တရုတ်ကလည်းစွမ်းဆောင်ရည်ကလည်းကန့်တက်ချက်တွေရှိတယ်။တူအက်စီရာအမေရိကန်တို့ဒါရိုက်တိုင်နိုင်တဲ့အဆင့်လည်းမဟုတ်သေးဘူး။တရုတ်ကိုယ်တိုင်ကလည်းစစ်ပွဲကိုစတင်ဖို့တောင်းဆိုတာလည်းမရှိဘူးပေါ့နော်။အဲဒါကြောင့်မလို့ဒီတတိယကမ္ဘာဆင်မဖြစ်လာနိုင်ဘူးဆိုပြီးတော့လည်းဒီကျွမ်းကျင်ပညာရှင်တွေကခန့်မှန်းတုံ့တက်နေကြတယ်ပေါ့နော်။အဲ့တော့ဒီအချက်တွေကကျွန်တော်တတိယကမ္ဘာဆင်ဖြစ်ဖြစ်လာတာကိုတားဆီးနေတဲ့အချက်တွေပေါ့နော်။ ဖြစ်အောင်လုပ်တဲ့အချက်တွေလလောဆယ်မှာရှိတယ်ဆိုပေမဲ့လည်းတားဆီးနေတဲ့အချက်လေးတွေကလည်းရှိနေသေးတယ်ပေါ့နော်အကယ်၍ဒါကျွန်တော်တို့တတိယကမ္ဘာစစ်ဖြစ်လာပြီဆိုရင်မြန်မာနိုင်ငံတို့ကတော့လုံအောင်ကိုစိုးချိုးအယမ်းများတဲ့ထဲမှာပေါဝါမယ်လက်ရှိပြည်တွင်းမှာဖြစ်နေတဲ့အခြေအနေထက်အစပေါင်းများစွာစိုးဝါးထားနိုင်နေချေရှိရပေါ့နော်လက်ရှိမှာဆိုရင်ကျွန်တော်တို့မြန်မာနိုင်ငံမှာအကူအညီလိုအပ်နေတာကတန်း20ဒီပါလောက်ရှိတယ်အထက်ကမှာ ၃တမ၅တန်းလောက်ကဒါကိုကိုနေတဲ့ကိုရဲ့မွေးဖွားတဲ့နေရဲ့ဇာတိကိုစွန့်ခွာပြီးတော့ထွက်ပြေးနေရတဲ့တွေရှိရဲအဲ့မှာလဲကဘာကနေပြီးတော့ဒီထောက်ပံ့ထားတဲ့အပိုင်းမှာဆိုရင်ဒီရံမုံငွေရတာကအ ਨੇ အချင်းလောက်ပဲရှိပြီးတော့ဒီကဘာရံမုံငွေဖန်နေမရတာက အများအပြားရှိနေတယ်ပေါ့နော်အဲ့တော့ကမ္ဘာပဋိပက္ခကမြန်မာတွေရဲ့အချက်အကျွဲကိုပို့ပြီးတော့ဆိုးလာနိုင်စီတယ်တကမ္ဘာလုံးပဋိပက္ခဖြစ်ပြီဆိုရင်နိုင်ငံတကာအာရုံစိုက်မှုတွေကမြန်မာပေါ်တိတ်ရှိတော့မှာမဟုတ်ဘူးအဲ့ဒီမှာဒီစစ်တပ်အတွက်လည်းအထောက်ပံ့တွေတိုးလာမယ် မြန်မာနိုင်ငံပြည်မှာရှိတဲ့စုအားရလည်းလုံးဝပြိုကျသွားမယ်လူမှုရေးတွေလူသားချင်းစာနာမှုတွေကဘာမှရှိတော့မှာမဟုတ်ဘူးအဲ့တော့တနည်းအားဖြင့်နိုင်ငံရေးအရာဆိုရင်လည်းဒီဆယ်မှတ်ပြီးရင်စိုးချိုးအနေနဲ့၈မှတ်လောက်ကဖြစ်လာမယ်ဒီစီးပွားရေးအရာဆိုရင်လည်းဆယ်မှတ်ပြီးရင်၁၀မှတ်လောက်ကစိုးချိုးဖြစ်လာမယ်ပြန်လူလာချင်းစာနာမှုဆိုရင်လည်းဘယ်သူမှလာကူညီတော့မှာမဟုတ်ဘူးပြန်လုံခြုံရေးတွေမှာဆိုရင်လည်းမရှိတော့မှာမဟုတ်ဘူးเนาะအဲ့တော့ကျွန်တော်တို့မြင်တာအောင်ပြောရမယ်ဆိုရင်ကျွန်တော်တို့ပတ်ဝန်းကျင်မှာအခုလက်ရှိမှာဒါ TV ယောဂါတို့ HIV ယောဂါတို့ ဒီငှက်ဖြာယောဂတို့ဆိုရင်နိုင်ငံတကာကထောက်ပံ့ပေးနေတဲ့စေဝါးတွေနဲ့အတုံးပြူနေရတာရှိတယ်အဲ့တော့အကယ်၍တာတတိယကမ္ဘာဆီဖြစ်လာပြီဆိုရင်ဒီအထောက်ပံ့နေရလုံးဝမရှိတော့ဘူးတစ်ခုမှရှိတော့မှာမဟုတ်ဘူးပြီးတော့လည်းအဲ့ဒါတွေမဲလားဆိုတော့မဟုတ်ဘူးစီးပွားရေးအရန်ကြောက်သွားတဲ့အခါကျရင်ဒီနိုင်ငံခြားတင်တွင်းနေတဲ့တွင်းကုန်တွေကဘာမှမရှိတော့ဘူးအဲ့တော့တတိယအဖြစ်စေဝါးတွေဘာမှမရနိုင်တော့ဘူးကျွန်တော်လက်ရှိတောင်းနေတဲ့တွေးတိုးချစေတို့စီချိုချစေတို့ဒါနှလုံးစေတို့ဒီအရာတွေကအစတတိယကမ္ဘာဆီဖြစ်လာပြီဆိုရင်ကျွန်တော်တို့ ဝယ်လို့ရတော့မှာမဟုတ်ဘူးဒီစက်တုံးစီအခက်ခဲတွေလည်းအများကြီးဖြစ်လာမယ်ဟိုကျွန်တော်တို့နိုင်ငံကတခြားနိုင်ငံကိုတင်ပို့နေတဲ့ရောင်းကုန်တွေလည်းဘယ်သူမှယူကြတော့မှာမဟုတ်ဘူးအဲ့တော့စီးပွားရေးပြက်ကတ်တွေအရန်ဆိုးလာမယ်လူမှုရေးပြက်ကတ်တွေအရန်ဆိုးလာမယ်နိုင်ငံရေးပြက်ကတ်တွေအရန်ဆိုးလာမယ်အဖက်ဖက်ကချွတ်ချုံကြဖို့ပဲရှိတယ်အဲ့တော့ကျွန်တော်တို့မျှော်လင့်ရမှာကကျွန်တော်ခုနကပြောခဲ့လို့ပဲတတိယကဘာစစ်ဖြစ်တာကိုကန့်တနိုင်တဲ့အချက်တွေပို့ပြီးတော့အားကောင်းလာစေဖို့ပဲမျှော်လင့်ရတယ်အဲ့တော့နိုင်ငံတကာနိုင်ငံနဲ့တနိုင်ငံကအပြည့်အလဲမိခုန်နေကြတဲ့အတွက်ကြောင့်မလို့ ကဘာကြီးတစ်ခုလုံးကတတိယကဘာစစ်ဖြစ်သွားပြီဆိုရင်ကျွန်တော်မြန်မာနိုင်ငံနဲ့ကဘာစစ်ကိုဓာတ်ရိုက်မခံစားရဘူးဆိုရင်တော့မှတွယ်ဝပြီးတော့အများကြီးထိခိုက်နစ်နာသွားနိုင်တယ်လက်ရှိအခြေအနေနဲ့အစပေါင်းများစွာပုံပြီးတော့ဆိုးဝါးရွားနိုင်တဲ့အခြေအနေမှာရှိရဲအဲ့တော့ဒီလိုမျိုးမဖြစ်အောင်ကျွန်တော်တို့ဆူတောင်းနေဖို့ပဲရှိတယ်လက်ရှိကတော့ဘဒူးမှဘာဖြစ်လာမယ်ဆိုတာကိုဘာမှမပြောနိုင်သေးပါဘူးကျွန်တော်လည်းဒီဗီဒီယိုမှာပြောထားတာတွေကဘလို့ဖြစ်လာနိုင်မလဲဆိုတာပြောတာထက်ဒီတတိယကဘာစစ်ဖြစ်နိုင်ခြေရှိတဲ့အကြောင်းရင်းတွေကဘာတွေလဲ ကန့်တက်နေတာကဘာကြီးလဲတရားကဘာစဖြစ်လာရင်ဆိုရင်မြန်မာနိုင်ငံကိုဘလို့တက်ရောက်မှုရှိမလဲဆိုတာကိုကျွန်တော်ဒီတာမန်ပြည်သူတယောက်အနေနဲ့လေ့လာပြီးတော့ဒီပြန်ပြောပြပေးခြင်းဖြစ်ပါတယ်အဲ့တော့မိတ်ဆွေအနေနဲ့ကဘလို့မြင်ပါလဲဘလို့ယူဆပါလဲကိုယ့်မှတ်မှာရေးလို့ရပါတယ်ကျေးဇူးပြုပြီးတော့ဆဲရတယ်တော့မလုပ်ပါနဲ့အဓိကကတော့ဒီ channel မှာတင်နေတာကတော့ AI နဲ့ပတ်သက်ပြီးတော့နည်းပညာနဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေကိုတင်မနေတာဖြစ်ပါတယ်။ဒါပေမဲ့ဒီအခုလက်ရှိဖြစ်နေတဲ့ကမ္ဘာအခြေခံအရာကျွန်တော် teaching စိတ်တွေပေါ်လာတဲ့အတွက်ကြောင့်မလို့ research လုပ်ရင်းနဲ့ပြန်ပြောချင်လာတဲ့အတွက်ကြောင့်မလို့ဒီ video လုပ်ပေးတာဖြစ်ပါတယ်။ video ဒီကြည့်ပြီးတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်။ကျွန်တော်ဆက်ပြီးတော့ AI နဲ့ပတ်သက်တဲ့အကြောင်းအရာတွေနည်းပညာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပြောပြပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ channel ကို like and subscribe လုပ်ထားပေးပါ။အဆက်အစအရာအဆင်ပြေပြီးကမ္ဘာစီမင်္ဂလာရှိတော်နေ့လေးဖြစ်ပါစေ။